ကရင်အမျိုးသားလူမျိုးရင်တက်မတော် KNL အလင်းတက်မဟာလေးနဲ့တော်လရင်အင်အားစုတွေပူးပေါင်းပြီးဘေးဒဝဲခရိုင်မှာစစ်တပ်စခန်းတွေကိုဒီလောက်ပိုင်းအတွင်းဆက်တိုက်သိမ်းယူနေပါတယ်။စစ်ကောင်စီရဲ့အဓိကနေဆက်ကုံသွေးစခန်းဖြစ်တဲ့ထိုင်းမြန်မာနေဆက်က TK နေဆက်ကုံသွေးစခန်းကိုထိန်းချုပ်ထားတဲ့ TK စစ်စခန်းကြီးကိုမေလ9ရက်မှာအပိသက်သိမ်းယူနိုင်လိုက်ပါတယ်။ TK စခန်းမသိမ်းခင်ထိထပြွာကိုလည်းသိမ်းယူခဲ့တာပါ။ TK စခန်းတိုင်းတိုက်ပွဲဒေသအတွင်းစစ်ရေးအခြေအနေ ဆရာနာရှင်တော်လန်ရဲ့အတွက် KNU တပ်မဟာလေးကရှေ့ဆက်မဲ့အစီအစဉ်တွေကိုဗိတ်တဝဲခရိုင်အတွင်းရင်မူဘရိုဆောအင်နာကို People's Spring ကဆက်သွယ်မြင့်မြတ်ထားပါတယ်ရှင်။မင်္ဂလာပါရှင်။အယုံဆုံးမေးချင်တာက Tiki Scan သိမ်းပိုက်နိုင်မှုက KNU တပ်မဟာလေးအတွက်တမိုင်းကြောင်းအရဘလောက်ထိအရေးကြီးလဲဆိုတာရှင်းပြပေးပါလား။ဒီအတွက်အဲ့ဒီကျွန်တော်တို့ကဒီအခုလောလောဆယ်ပြလက်သိမ်းပေးတဲ့အတွက်မှာကျွန်တော်တို့က KNU ရဲ့ အဲတမိုင်းအရာအဲဒီအရေးကြီးတဲ့ဖြစ်စဉ်တစ်ခုဖြစ်တဲ့ပြီးတော့ကရင်လူမျိုးတွေကကိုးနေရကိုးတည်သားကိုပြလဲရရှိဘဝအတွက်လဲသူတို့ကအဲဒီအဝန်တာတယ်ပြီးတော့သူတို့လည်းပြလဲနေထိုင်လို့ရတာပေါ့နော်ထီကီစကန်ကိုရတဲ့အတွက်စစ်ရေးအရာနိုင်ငံရေးအရာရောဘယ်လိုအားသာမှုမျိုးတွေဖြစ်စေလဲစစ်ရမဲ့အနာဂတ်ဆို ကလည်းပဲကျွန်တော်တို့ကဒီကဲနူကဒီတော်လာရဲ့တခြားဖွဲ့စည်းကိုအရှိခဒေသတော်လကောက်ကျွန်တော်တို့ကဆစ်ဆက်မဲ့အဲ့ဒီရီဘားတိုင်ကိုသွားကြဖို့ဖက်ဒရယ်ဒီမိုကရေစီစားဖို့အတွက်ပြီးတော့ဆရာနာရှေတိုက်ဖြောဖို့အတွက်ကကျွန်တော်တို့ကတခြားတော်လာရဲ့အဖွဲ့စည်းကိုကျွန်တော်တို့ကအထောက်အကူ ကူအများကြီးဖြစ်နိုင်တယ်ပြီးတော့ကျွန်တော်တို့လည်းလက်တွဲပြီးတော့ဆစ်ဆဲမဲအဲ့ဒီအနာရှိတိုက်ပွဲလည်းအဲ့ဒီအခွင့်အရေးများလာတယ်ပေါ့နော် TK scan ကိုရဖို့ဘယ်လောက်ထိခက်ခက်ခဲခဲတိုက်ခတ်ခဲ့ရလဲအဲ့ဒီ TK စကားကတိုက်ပွဲအခက်အခဲတွေရှိကြပေါ့နော်ဘာဖြစ်လဲဆိုတော့ဒီစကားကနေစားမြေမှာရှိတယ်တကယ်ဆိုလို့ရှိရင်ထိုင်းဖက်ကတခြားမှာဝင်သွားတာရှိတယ်ထိုင်းဖက်ထိုင်းနာပိုင်တွေလည်းအဲ့ဒီ ွေးပွေးလေးလေးပြောမယ်ဆိုရင်စက္ကစားဘူးစစ်တပ်တွေကကူညီတာလို့သူတို့ကနေလို့ရတာပေါ့နော်အဲကြောင့်ကျွန်တော်တို့တိုက်တဲ့အချိန်မှာအဲ့ဒီဘုံတီးတွေထိုက်ဘက်ကမကြလာအောင်အဲ့ဒါအခက်အခဲရှိတယ်သူတို့စကားမှာလည်းအဲ့ဒီမဟာပြောရအဲ့ဒီတိုက်ပွဲလည်းခက်တယ်ပြီးတော့ထိုင်းကလည်းကျွန်တော်တို့ကဖိအားပေးတာလည်းရှိတော့ဘောနော်အဲ့ကြောင့်အခက်အခဲလည်းရှိတယ် ဒါပေမဲ့ကျွန်တော်တို့ရဲဘော်တွေတတိရှိရှိနဲ့အဲ့ဒီစူးစမ်းမှုအဲ့ဒီအာအထုံးမှုတဲ့အတွက်ကြောင့်ကျွန်တော်တို့ကတိုက်နိုင်တာပေါ့နော်အရင်ကတမဟာလေးတမဟာမှုဘုံမှုချုပ်အော်လီဗာလက်ထံမှာဆုံးရှုံးခဲ့တဲ့ထိခိုက်ဒေသကိုတားဖြတ်သူလက်ရှိတမဟာမှုဘုံမှုချုပ်စောဖိုးလေးလက်ထံမှာပြန်သိမ်းယူခဲ့တာနော်အဲ့တော့ဟုတ်တာပေါ့ဒါမက်စကာကအဲ့ဒီကျွန်တော်ဌာနချုပ်မှာလူတဦးတယောက်နဲ့ဆိုင်တာမဟုတ်ဘူးကျွန်တော်တို့အဖွဲ့အစည်းနဲ့ဆိုင်တာပေါ့နော်အရင်က ကဆာမဟုတ်ပဲနဲ့အဲ့ဒီနာဝတ္တလနာဖာခိမာသူတို့ကအီအာတောက်တာပေါ့နော်။ဘာဖြစ်လဲဆိုအဲ့ဒါအဲ့ဒီအချိန်မှာလဲကျွန်တော်တို့တော်လာရေးအခွဲအစည်း KNU ကအဓိကဖြည့်တယ်။ဒါမဲ့မြန်မာနိုင်ငံတစ်ခုလုံးဒီလိုမျိုးအဲ့ဒီလူတိုင်းပြည်သူတိုင်းကိုအဲ့ဒီတော်လာရေးလောက်တာမရှိလို့အဲ့ဒီအချိန်မှာစကားစားကအဲ့ဒီတိုင်းရင်သားလက်နက်ကဲတော်လာရေးအခွဲတဲ့အီအာပို့များတာပေါ့နော်။ လက်ရှိစီရင်ချက်တွေပေါ်ရောဗာများပြောလိုပါတယ်လက်ရှိကတော့ကျွန်တော်တို့ကကျွန်တော်တို့စီရင်စီမချက်စီရင်စီမချက်အရကျွန်တော်တို့တွားရမှာပဲကျွန်တော်တို့ခြုံဆုံအဲ့ဒီပန်းတိုင်ကတော့ဒီမြန်မာနိုင်ငံကိုဆ ਿਆ နာရှင်ဖြောချဖို့တိုက်အမြင့်ဖြားဖို့ပြီးတော့အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ဖို့ကကျွန်တော်တို့ကဆက်သွားရမယ်တော်လာရေးရနေကဲတော်လာရေးဆက်လုပ်ရမယ်ပြီးတော့ ကျွန်တော်တို့တခြားတော်လာရအဖွဲ့အစည်းကိုအဲ့ဒီနားလည်မှုစီလုံးညီညွတ်မှုဒီထက်ပို့ပြီးတော့တည်ဆောက်ရမယ်အဲ့ဒါကျွန်တော်တို့ကအဲ့ဒီစီမံချက်တွေအဲ့ဒီသဘောထားတွေရှိတော့ဘောနော်စစ်ကောင်စီတပ်သားတွေကိုရောအခုချိန်မှာဗာများပြောချင်လဲအာစာကစာတပ်သားတွေအတွေ့ကြတော့အဲ့ဒီကျွန်တော်တို့အတွေ့အကြုံရဆိုရင်သူတို့ကလောလောဆယ်မှာရှိသားမှာ အဲ့ဒီအထက်ကလူကြီးကိုပို့တယ်ဒါပေမဲ့မြတ်တော်အဖြစ်သူသူတို့ကအအသက်ခံပြီးတော့အသက်တွေချုံရှုံးတယ်ဒါပေမဲ့ချုံရှုံးတဲ့အသက်တွေကဘာမှတတ်ဖို့မရှိဘူးเนาะတိုက်ပြတွဲလာကျိုးမရှိဘူးเนาะပြီးသူအတွဲလာကျိုးမရှိဘူးเนาะမြတ်တော်အဖြစ်သူတို့စကားမှာထားရှိတဲ့စေစကားတွေကဒီရဲဘော်တမဟုတ်တမှုတွေက ူတို့ကခုခစေတယ်ရေခုခတာပေါ့ဒါပေမဲ့အဲ့ဒီအထက်လူကြီးကသူတို့ကဒီကိုညင်နိုင်ဖို့အဲ့ဒီအဲ့ဒီအာစေကူပေးနိုင်ဖို့လေးရလာပေးကူနိုင်ဖို့အတွက်ကတော့အဲ့ဒီမရှိတော့ဘူးပဲဖြစ်လဲဆိုတော့ဒီစေတာရဲ့ခေါင်းဆောင်တွေလည်းအဲ့ဒီသူတို့အတွက်လည်းအဲအသေးတွေလည်းအဲ့လောက်တော့မရှိဘူးသူတို့သိ မြေလည်းဘာမှအကျိုးမရှိဘူးအဲ့ဒီသူတို့စစ်တပ်ခေါင်းဆောင်တွေလည်းဘာမှတပ်ဖို့မထားဘူးသူတို့ကအဓိကကသူတို့ရဲ့စီးပွားရေးအနာရှိနော်အနာဒီမြေဘုရားပဲသူတို့ကသဘောထားရှိတယ်ပြီးတော့မြတ်တော်အဖြစ်အခုကျွန်တော်တို့အအတ္တမစေတ္တရစုဆောင်းတာတွေကမြတ်တော်အဖြစ်လူအဲ့ဒီအာစေမပါတဲ့အဲ့ဒီ လုံငယ်တွေများတယ်ဗောနောအယတားတွေများတယ်အဲကြောင့်ဖြစ်နိုင်ရေသူတို့ကလည်းအဲ့ဒီနဲတော်လာရင်းနဲ့မြေရောက်တဲ့အချိန်မှာ ထွက်ပြေးလို့ရတယ်ကျွန်တော်တို့တော်လာရအခွဲအစင်းဆက်သွဲလို့ရတယ်အဲ့ဒါမှာသူတို့အဲ့ဒီလှုပ်ဆောင်မှာကျွန်တော်တို့ကစစ်တားကပြုလဲမှာ KNU တက်မဟာလေးရောတခြားတက်မဟာတွေမှာရောအောင်ပွဲတွေဆက်တိုက်ရနေတာတွေ့ရတယ်အရင်ကတက်မဟာလေးအပါဝင်ဒီ KNU တချို့ပေါ့နော်ဝေဖန်ကြရတာတွေလည်းရှိရဲဆိုတော့ဒီဘောမှာရောဗာများပြောလို့ပါတယ်လေ တာမဟလေးကကျွန်တော်တို့ကဒီအရေးကတဲ့ကအဲ့ဒီဆရာနာရှင်ကိုလက်ခတာမဟုတ်ဘူးကျွန်တော်တို့ရဲ့ဘိုဟိုရဲ့နော်ချမရတဲ့လုံငါးစီ policy အတားပဲကျွန်တော်တို့ကလှုပ်ဆောင်နေကြတယ်ဒါပေမဲ့ကျွန်တော်တို့ဒီအဲ့ဒီပထမစာပွဲက အဲ့ဒီစေရေးဖောက်ဆောင်မှု နောက်ကြတာတော်လကောက်နေနေတာတော်လကောက်ဆိုတာအဲ့ဒါဘာဖြစ်လဲဆိုတော့အခက်အခဲတော့ရှိမှာပေါ့နော်စေတိုက်ဘွားကျွန်တော်တို့ကပြည့်စင်မှုတွေကအရင်လောက်ရမှာနော်အထူးသဖြင့်မပြောလို့တော့ဘူးနော်အဲ့ဒီဘန္တာရေရောတော့နော်အဲ့ဒီလူရအာရောပြီးတော့ဟလိုအတဲ့လည်းနဲ့ခဲရရောအဲ့ဒီပြည့်စင်မှုရှိရမှာ ကျွန်တော်တို့က KNU ရဲ့တပ်မတော်ခုနှစ်တခုတော်လည်းပဲเนาะသူတို့ကဘိုးချမတဲ့လုံငါးစီကိုကိုနေရကိုဒေတာကိုကိုင်းညီတဲ့အခြေအနေပဲကိုအကောင့်ထက်ပေါ်တာဖြစ်တယ်เนาะခုမှကျွန်တော်တို့စကားတွေကသိနိုင်တာဆိုရင်ကျွန်တော်တို့ကလည်းအဲ့ဒီပွပွလေးလေးပြောမှဆိုရင်ကျွန်တော်တပ်မလေးနဲ့တခြား နော်အဲ့ဒီအဖွဲစီးတွေတော်လည်းအဖွဲစီးတွေကိုနော်ပူပပဝေမိုးရှိတဲ့အတွက်ကြောင့်အောက်ဘွဲရှိတယ်အထုသဖြစ်လူငယ်တယ်ပေါ့နော်မြတ်သားဖြစ်ကျွန်တော်တို့လူငယ်တယ်ပေါ့နော်အဲ့ဒီတော်လည်းရေထမဝေတဲ့လူငယ်တယ်သဘောမြတ်သားဖြစ်သဘောထားတာကောင်းတယ်အဲ့ဒီသဘောထားလဲကျဲတယ်ပေါ့နော်အဲ့ဒီလူမျိုးပါတာမခွဲခြားဘဲနဲ့ကိုဒိတာသုဒိတာမခွဲခြားဘဲနဲ့ ဆရာနာရှင်ကိုတိုက်ထုတ်ဖို့ကအဓိကရည်မှချက်ထားပြီးတော့အဲ့ဒီဘုဘောပဝေဒဘယ်ဖြည့်အတွက်အတွက်ကြောင့်အဲ့ဒီကောင်းတဲ့အင်အားတစ်ခုပဲကျွန်တော်မြင်တာပေါ့နော်အာရေက ပြောတဲ့သုံးသားချက်တလကဝေဖတ်မှုတလကအဲ့ဒီကတော့ကျွန်တော်တို့ကအလေးမထားဘူးပဲဖြစ်လဲဆိုတော့အဲ့ဒီမြတ်တော်ဖြည့်ဒီဝေဖတ်ချက်က အပြုတ်သဘောမဟုတ်ဘူးနဲ့အဲ့ဒီတို့ရောက အနောက်လက္ခဏာနဲ့ဝေ့တယ်ဘာမှကျွန်တော်တို့အတွေ့အကြုံမရှိရတွေ့ကြကျွန်တော်တို့လည်းအဲ့ဒီအလေးမထားပါဘူးဆေးအနာရှင်ကိုဖြုတ်ချဖို့အတွက်ဒီအခုချိန်မှာဆိုရင်ဘာကအရေးကြီးဆုံးလဲကိုကျွန်တော်တို့မှာတော်လရင်းကို လုံးနေတဲ့အချိန်မှာကျွန်တော်တို့ကတယောက်နဲ့တယောက်ပေါ့နော်အတ္တမပြူချင်းနော်လူမျိုးနဲ့သူမျိုးနဲ့ခွဲခြားဆက်ဆံမှုမရှိဘူးပြီးတော့အဓိကကသဘော ထားတူညီဖို့လိုတယ်အဲ့ဒီဘုမပြည်ကိုဆရာနာရှေအမြင့်ပြောက်ပြီးတော့အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီတွေတည်ထောင်ဖို့ပြီးတော့တရားရင်သားတွေရဲ့အခွင့်အရေးရရှိဖို့ပြည်သူလူထုရဲ့ငြင်းငြင်းချမ်းချမ်းပြီးတော့ဖက်ဒရယ်စနစ်ကိုအဲ့ဒီရရှိဖို့အတွက်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒါအဲ့ဒီစီလုံးညီညွတ်မှုပဲစီလုံးညီညွတ်မှုရှိရဲ့ကျွန်တော်တို့ကတိုက်ပွဲဖော်ဆောင်တဲ့အချိန်မှာအောင်မြင်မှုတွေရှိတာပါနော် အခုလိုဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်